တက်ခါရောက်ရင်အေးတယ်သူမရှိတော့ပဲရောင်းတဲ့လူတော်များနေပြီကလေးမလုပ်ခင်လဲရောင်းမယ်နည်းနည်းအေးတယ်အခုကျတော့ပူဆိုးတာပေါ့နော်ပူအေးတယ်တက်ခါရောင်းမဲ့လူကများများတယ်အခုရေခွက်လေးတွေအဝယ်လိုက်တဲ့လူကများတယ်ထောက်ဝါဆိုရင်ထောက်တရာထောက်သုံးဝါလောက်ပဲရတော့တရာလောက်တော့စုံစုံလောက်ကြာသွားနိုင်တယ်နော်တိတ်တရာလောက်တော့တက်ခါနဲ့ပတ်သက်တော့ဥတွေတော့မရှိဘူးဒါပေမဲ့ဝယ်တဲ့လူတက်ခါဝယ်မဲ့လူတွေရောင်းမဲ့လူတွေ အတိတ်တည်းနဲ့သဘောတူတယ်ဆိုလို့ရှိရင်တော့စာရုပ်တစ်ခုချုပ်ပြီးတော့ပါအဲဒါပေမဲ့အခုလိုချုပ်ရတာများတော့တချို့ကြတော့လေဒီမြို့ထဲမှာဘလူးမမကတ်နိုင်ပါဘူးမြို့ဆိုတော့တောင်ကလာလို့ဟိုတင်းလို့တောင်ဒုံလို့ဒုံစိတ်ကန်းလို့အဲမှော်ပြီးတိုက်ကြည့်လို့အခုရောင်းဝယ်လေးတွေလောက်လာများတယ်အဲ့ဘက်မှာဒီမဒီဒေါင်းဒေါင်းအေရီယာပေါ့နော်ဒေါင်းဒေါင်းဒီ၆ပြည့်တဲ့အေရီယာနဲ့ဒီမင်းလာတောင်ကျိုးလို့လို့တာမွေလို့လို့ဟောဘက်ကစမ်းကြောင်းလို့မြေဒီကုန်းလို့လဲတန်းအဲ့ဒီလောက်ကတော့တိုက်ခန့်နေရတော့ သွားရလွယ်ကူတယ်လေတိုက်ပေါ်နေစင်တာနဲ့အောက်ကိုဆိုတာမျိုးတွေရောက်လာတာဟုတ်ဟိုအဝေးမှနေတဲ့လူကတော့ရွှေပြည်သားတို့လိုက်သားရလို့နေမဲ့လူကတစ်ဆင့်နားအောင်အဲမြို့ဆောင်ကပေါ့သိန်း၄900တန်လေးတွေသိန်း1000တန်လေးတွေအဲ့ဒီကွာကကျတော့အယောင်ဝင်လိုက်တာတူကြတော့လည်းပတ်စံရှိတော့ဝယ်ဝယ်ထားလိုက်ကြပေါ့ပြေးစားလွှတ်သားရှိရင်နေလို့ထိုင်လို့ရအောင်ဆိုတော့နေရန်နေတဲ့နေရန်သားနေတယ်ပေါ့ဝယ်ထားတာလည်းရှိကြပါတယ်တိုက်ခန်းစီးတဲ့မြေစီးတို့အရင်တော့မြေစီးကအဝယ်လိုက်တယ် ရေးသေးဝယ်လိုက်တယ်ဒီကျွန်တော်တို့ဆိုဒီတကယ်ဘိလန်းမကြီးကဘာကြီးဖျားလန်းတို့လူပြေလန်းတို့လူဟောဟိုတင်ဒီဝေးဝေးဝေးစားတာလားလို့ဆိုလို့ရှိရင်ဒီလမ်းမကြီးမေးတဲ့အကွက်တီတော်မှာတောင်းတော့အကွက်ချစ်ချင်တဲ့မရတော့ဘူးတကယ်အနည်းဆုံးကတိန့်ရ၄ငါးကောင်းတော့ဖြစ်နေဒီလိုကဲဘူးအဲ့လိုဖြစ်နေအခုကဒီဆောင်ရပြောတဲ့ပြေလန်းတို့လူကဘာကြီးဖျားလန်းတို့လူဝေးစားတာလမ်းမပေါ်မှာကြတော့ဒီမြေခွက်တွေကဈေးကောင်းတော့သူကမြေခွက်ကိုဝယ် ဝယ်ပြီးတော့ကွန်ဒိုလိုနေရာမျိုးကိုဝယ်တယ်။တခါတော့ဝယ်လိုက်တယ်။ဝယ်ပြီးတော့မှဟိုနောက်တကုံတောင်တကုံတို့နေရာမျိုးမှာကျတော့လုံချင်းအိမ်တွေဝယ်ပြီးတော့ပြန်ပြီးတော့ငွေလှက်ပတ်တာလည်းရှိတယ်။အဲ့လိုဒီမှာဗီဒီယိုကုတ်ကိုတိတ်ရတောင်းရချီချီတော့အနည်းဆုံး3000 4000 5000အဲ့လိုမျိုးကြီး50 60တကွက်အဲ့လောက်တန်နေတော့အဲ့လိုပေး80ပတ်လဲ100ပတ်လဲတော့လေဒီကရှားပါးသိမရှိတော့ ရှိတဲ့လူကလည်းအဲ့ဒီဈေးမျိုးနဲ့ရောင်းပြီးတော့မှမျိုးနဲ့နေလို့ရှိရင်ကုန်တို့လေးတစ်ခန်းလောက်တိုက်ခန်းလေးတစ်ခန်းလောက်ဝယ်တယ်ပိုးတဲ့ငွေကြတော့ကျွန်တော်ရောက်ကုန်တို့လိုတောင်ကုန်တို့တောင်ကုန်တို့လိုအဲ့ဒီလိုမျိုးဝယ်တယ်ရောက်ဝယ်ဖြစ်တာဟိုဆောရပြောတဲ့ first club ပေါ့နော်ကြီးကြီးမားမားဟိုတင်းနေဘီရှင်နေရတော့ရောင်းဝယ်ဖြစ်တာများတယ်ဝယ်ပြီးတော့မှ second club ကိုသူတို့ပြန်ပြီးတော့ပြန်ဝယ်တယ်ပြန်ဝယ်ကြံတဲ့ငွေသူတို့စီးပွားရေးလုပ်တာပေါ့လက် ဝေတက်ပြီးလှုပ်လှုပ်တာပေါ့